လက်ခံပါဘောเนาะဒီပထမပွဲတန်ရပြီနောက်ပွဲမှာပြန်ကစားနိုင်လားဆိုတာโอเคဟုတ်ပြီကျွန်တော်ဒီတန်ရရနေတာဒီပေါ့เนาะကျွန်တော်တူတူယောက်တည်းကျွန်တော်ရတန်ရပဲကျွန်တော်ပြောလိုက်တော့ဘောเนาะကျွန်တော်ဒီတန်ရနေတာဒီကြံခဲ့တဲ့နှစ်ပတ်ကျော်လောက်ပြန်ရနေတာအဲ့ဒီအတွက်လည်းကျွန်တော်ဒီအဖွဲ့ချုပ်ကျွန်တော်ထားပြောပြလာကျွန်တော်မှာတန်ရရှိရဲ့နောက်ဆုံးအသင်းရဲ့နောက်ဆုံးပွဲတော့မှာကျွန်တော်လိုင်းနဲ့တည်းလိုင်းနဲ့တည်းမှာကျွန်တော်မကန်နိုင်ကျွန်တော်တန်ရရှိရဲ့အဲ့လိုမျိုးကြီးကျွန်တော်ပြောခဲ့တယ်โอเคဆို ဲ့မှာလည်းကျွန်တော်တို့ဒီ MI ရိုက်တယ်ဆင်းဆင်းကြဖြစ်နေပါရဲ့အကုန်လုံးရှိရဲ့ဟိုတချို့အရာတွေရတော့ကွာကျွန်တော်တို့ဘက်ကသတင်းထုတ်ပြန်လို့မရဘူးဆိုတာအမှန်နဲ့အကိုတို့ပြောသလိုဒီတန်ဟန်ရဘသူတွေရတယ်ဘသူတွေရတယ်ပြောတာတော့ဒါပေမဲ့ခုနကဆရာမျိုးပြောသလိုကျွန်တော်ကနောက်ဆုံးချိန်နေကျွန်တော်တို့စောင့်ကြည့်ရတယ်ကျွန်တော်ဆိုရင် sorry လိုက်ပါဘူးကျွန်တော်နောက်ဆုံး training လုပ်တယ်ဘလို့မပြေးဖို့ဘလို့မအဆင်မပြေနိုင်ဘူးမပြေနိုင်ရင်ကျွန်တော်ရဲ့ session နေကျွန်တော်တန်ဟန်ရှင်း တရားရှိနေပြီးတော့ငါဖွင့်စားတယ်ဆိုရင်ကျွန်တော်အတင်းနဲ့နင့်တာပဲနံပါတ်1ကျွန်တော်တရားရတယ်တော့မပေးဆက်နိုင်ဘူးဆိုရင်နောက်ထပ်ကစားနေတဲ့ကိုယ်သမားပဲလဲနောက်ကိုယောက်ကကျွန်တော်စားပို့ပြီးတော့နှစ်ဆပြင်မယ်လေပြီးဝင်ကျွန်တော်တို့ဒီခီးသွားမဲ့အပွားဝင်ခီးသွားဆိုရင်ကျွန်တော်တို့ဈားထဲမှာခုနကမပြောရတယ်မှာအများကြီးခက်ခဲရှိတယ်နောက်ဆုံးလေဆိပ်မှာထိုင်ဆောက်ပြီးတော့ဗီဇာခက်ခဲဟိုဘယ်လိုပြောမလဲဗီဇာဘယ်သူရတယ်ဘယ်သူရတယ်ဆိုတာမသိသေးဘူးကျွန်တော်တို့လေဆိပ်မှာဥပမာထားပါတော့ဇန်နဝါရီလို့9 20လောက်နေရတယ်လေဆိပ်မှာ ိုင်းမှာရန်နိုင်ရုံရဲမင်းသူမြေပေါ်ကကျွန်တော်ရဲ့မီဒီယာပို့ပို့ချတယ်ကြားရင်းနေရဒါတွေပြိသက်တွေမသိဘူးဆိုတော့ကိုရမီဒီယာဘက်လည်းဒါလည်းဟိုသိရင်လည်းသိမယ်မသိရင်လည်းမသိဘူးပေါ့နော်ခုနကပြောအဲ့ဒီအပေါ်မှာကျွန်တော်တို့ကလိုက်သွားပြီးတော့မှပို့ရောက်ရင်စေးသိချမပူဘူးဆိုရင်ကျွန်တော်တပွဲလောက်နားမယ်ရမယ်ကျွန်တော်ဝင်လာလိုက်တယ် maybe တလားနားလားလောက်နားကျွန်တော်တို့ဟိုဘယ်လိုပဲအသင်းထိခိုက်နေတာဆိုတော့ကျွန်တော်တို့တွေရုံထိခိုက်နေတာပဲပြီးွားရင်ဘောလုံးဖွဲ့ချုပ်နဲ့ကျွန်တော်တို့ကလပ်အသင်းတွေမှာလည်းနည်းနည်းလေးပြဿနာရှိနေတယ် နောက်တစ်ခေါက် national league ပွဲရရင်ကလပ်တင်ရလဲဒီနေ့ညွန်ညင်းလာတယ်အဲ့တော့ကျွန်တော်ဒီဒီရဆရာကြီးနဲ့အကောင်လုံးဆွေးနွေးလိုက်တယ် okay ဆရာကလိုလိုရရှိတယ်တေချာရှင်းပြလိုက်ကျွန်တော် ပြန်ဟုတ်ပြီကျွန်တော်မြန်မာနိုင်ငံပြန်လာတယ်ပြန်လာပြီးတော့ကျွန်တော် treatment တေချာလုပ်တယ်နေချင်းငယ်တေချာလုပ်တယ် okay ဒီပွဲကိုကျွန်တော်ဘလို့အချင်းညီမပြည့်ကျွန်တော်ပစားမယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်အဲ့ကြောင့်မို့ကျွန်တော်ကစားတယ်ပြီးတော့ဟိုတန်ရတော့ကျွန်တော်ဒီ sorry ရောက်တော့မှဖြားတဲ့ player ဆို၄ယောက်၅ယောက်ရှိတယ်ဒါဆိုလည်းတော်တော်နိုင်ုံပြီးကျွန်တော်တို့ ဒီပြိသက်တွေလည်းမသိဘူးဘုရမီဒီယာပဲလည်းသိမသိဘူးမဟင်းပြောရင်မကန်ငင်တရားမှသူခွဲနေပြန်လုံးနိုင်ဟင်းထအောင်အဲ့လိုပဲအကောင်လုံးဒဏ်ရာရကြတယ်ဥမာအစိုးမိုးကျော်ဆိုရင်မကန်ငင်မှဟိုလိုက်ထွင်နေလောက်တဲ့နေရာမှာဒူးလာဒါလည်းဆိုနီးပြတ်တယောက်နေနေလည်းခေါင်းကိုက်ပါပဲလေသူလည်းဘာမှဘယ်သူမှလည်းပြစ်တင်လို့မရဘူးလေဒါကြီးကတော့အဲ့ဒီပုံမှာကျွန်တော်တို့ကတော့ဟိုအရင်ကျွန်တော်ပြောပြတယ်ကျွန်တော်တို့မကန်ငင်ဘူးမပြေးဆက်ချင်ဘူးဆိုတော့ကျွန်တော်တို့ကအစိုးရရကျွန်တော်တို့ကဒဏ်ရာပြမယ် ိုကြီးပြရအသိန်းကိုစားပို့ခိုင်းလိုက်မယ်ငါတန်ရနေငါမ join နိုင်ဘူးနော်နောက်ဆုံးကျွန်တော်ကန်ကျင်လုံးလို့တော့ငါထိုင်းသွားတယ်ထိုင်းရနေမှာတစင်းမြန်မာနိုင်ငံပြန်လာတယ်โอเคကျွန်တော်တို့ဘက်ကတော့ယူရှင်းပါတယ်ဘောလုံးမှာပါ